မက်ထရစ်ဒါဘီရှုံးပွဲကနေသင်္ကန်းစာယူသွားမယ်လို့ဆိုလာတဲ့နေပြဇာဗီအလွန်ဆိုရီယယ်မက်ထရစ်အသင်းရဲ့နေပြဖြစ်သူဇာဗီအလွန်ဆိုကမြို့ကန်ပြိုင်ဘက်အက်တလက်တီကိုမက်ထရစ်အသင်းကို၅ခု၂ခုဆိုတဲ့အရှက်ရဝယ်ရလဒ်မျိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးတော့ဒီရှုံးပွဲကနေသင်္ကန်းစာယူသွားမယ်လို့လည်းကတိပေးထားခဲ့ပါတယ် ရီယယ်မက်ဒရစ်အသင်းကနီပြားတဲ့အလွန်ဆိုရဲ့လက်အောက်မှာယာတီတဲကိုပုံစံကောင်းနဲ့စတင်ထားနိုင်ခဲ့ပြီးတော့ပထမ၅ပွဲဆက်အနိုင်ရရှိထားခဲ့ပါတယ်။အဲဒီအတွက်အက်သလတီကိုနဲ့ဖွဲဟိုတာမရှုံးနိုင်ခဲ့ဘူးဆိုရင်တော့အလွန်ဆိုက1989-88ယာတီနောက်ပိုင်းယာတီအစားမှာ9ပွဲစတိုင်အနိုင်ရရှိတဲ့ပထမဆုံးနီပြားစံချိန်ကိုရယူနိုင်ခဲ့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမျိုးကန်ပြိုင်ဘက်ကိုဘလို့မှမရှင်နိုင်ခဲ့တဲ့အလွန်ဆိုကအဲဒီစံချိန်နဲ့လွဲချော်ခဲ့ရပါတယ်။ Real Madrid အသင်းကဒီပွဲမှာအခွင့်ကိုစစောစစီ ပေးခဲ့ရပြီးတော့ပထမပိုင်းမှာ Kylian Mbappe နဲ့ Arda Güler ရဲ့ဒွင်းကိုရီနဲ့အတူပြန်လည်ဦးဆောင်နိုင်ခဲ့ပေမဲ့ပထမပိုင်းပြီးကနေလေးမှာ Alexander Sarlo ရဲ့ခြေပါကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းရောက်မှာတော့ Julian Alvarez က ပနရီတကိုးနဲ့ဖရီကစ်ကနေနောက်တကိုးသွင်းခဲ့တာကြောင့်အက်တလတီကအသာစီးရသွားခဲ့ပြီးတော့ဝဲပြီးကနေအချိန်ပေါ်မှာအန်တိုနီခရစ်မန်ကဂိုးထပ်သွင်းခဲ့တာကြောင့်ရီယယ်မက်ဒရစ်အသင်း၅ဂိုး၂ဂိုးနဲ့ရှုံးနေခဲ့ပါတယ်။ဝဲပြီးမှာတော့အလွန်ဆိုကရှုံးပွဲနဲ့ပတ်သက်ပြီးတော့အခုလိုပြောဆိုသွားခဲ့ပါတယ်။ဒါဟာဆိုးရွားတဲ့ပွဲတော်ပဲပါပဲ။ကျွန်တော်တို့ပွဲကိုစတင်ပုံမကောင်းခဲ့ဘူး။ကျွန်တော်တို့အသင်းလိုက်ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ရှိတဲ့အဆင့်အတန်းမှမရှိခဲ့ဘူး။ကျွန်တော်တို့ကအသင်းကို ဆောင်းလုံစဲအဆင့်မှာရှိနေသေးပါအဲ့ဒီအတွက်နောက်အနာဂတ်မှာအသုံးဝင်စီမဲ့ကောက်ချက်တွေကိုဆွဲထုတ်ရပါမယ်ရုံပွဲအတွက်တော့အစင်ကြီးပေးစရာမရှိပါဘူးရုံနေမှုကထိုက်တက်ပါတယ်ကျွန်တော်တို့အများကြီးလိုအပ်နေပါသေးတယ်ဒီနေ့မှာအသင်းအားဒီလိုတိုက်ပွဲတွေမှာလိုအပ်တဲ့အဆင့်အတန်းအတိုင်းရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူးကျွန်တော်တို့ရဲ့အဆင့်ကိုမြင့်တင်ရပါလိမ့်မယ်ဆိုပြီးတော့အလွန်ဆိုကပြောဆိုခဲ့ရလေဖြစ်ပါတယ် Real Madrid အသင်းကဂိုးပေါက်ကန်သွင်းမှု6ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီးတော့ အက်တလတီကိုအသင်းကတော့73ချိန်တိုင်တိုင်ရှိခဲ့ပါတယ်။မခုံးခွဲစိတ်တာကနေပြန်လည်သက်သာလာပြီးတဲ့နောက်အရင်ကစားသမားအဖြစ်ပွဲတချို့ပါဝင်ကစားထားတဲ့ဂျူပန်လင်ဟန်ကိုလည်းအလွန်ဆိုကဒီယာဒီမှာပထမဆုံးအချိန်ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဗလင်ဟန်ကဂိုးကန်သွင်းခွင့်တစ်ချိန်သာပြုလုပ်နိုင်ခဲ့ပြီးတော့အသင်းပေါ်တူအတွက်ဂိုးသွင်းခွင့်တစ်ချိန်သာဖန်တီးပေးနိုင်ခဲ့ပြီးတော့ပေါ်လုံး9ချိန်ဆုံးရှုံးခဲ့ပါတယ်။အဲဒီအတွက်ဝေဖန်သုံးသိရေးသမားတွေကအလွန်ဆိုက ဝေကစားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတော့ကစားသမားကိုပွဲထုတ်ခဲ့တယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့အလွန်ဆိုကတော့ဗန်လီဟန်ကိုပွဲထုတ်ခဲ့တဲ့အပေါ်မှာနောက်ထားမရကြအောင်ပြောဆိုခဲ့ပါတယ်သူကောင်းကောင်းလေးချင်နေခဲ့တာပါကျွန်တော်တို့ကသာဟန်ချက်ညီညီမကစားနိုင်ခဲ့တာပါ သူမပါရင်လည်းကျွန်တော်တို့အနိုင်ရဖို့ခက်ပါတယ်ကျွန်တော်တို့ဆုံးဖြတ်ချက်တွေကိုနောက်မှပဲပြန်လည်ပြီးတော့သုံးသပ်ကြပါမယ်ဒီလိုကြီးမားတဲ့ရှုံးနိမ့်မှုကိုကျွန်တော်တို့မေးပြမှာမဟုတ်ပါဘူးဒါဟာ ထိုထက်မှုလုပ်ငန်းစဉ်တစ်ခုပါကျွန်တော်တို့ကဝေဖန်မှုတွေကိုလက်ခံရပါမယ်။အကြောင်းလဲဆိုတော့ခွဲချမ်းစိတ်ဖြာပြီးတော့ထိုးထက်အောင်စူးစမ်းရမှာမလို့ပါဆိုပြီးတော့အလွန်ဆိုးပြောဆိုသွားခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများ යි တင်ပါတယ်။နောက်ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။